မင်္ဂလာပါရှင်အခုမှချီစားထုတ်မယ့်ပြကနာလေးတွေအတွက်အခြေခံချီတိုးနည်းလေးတွေကိုထုတ်ပြပေးပါမယ်အခြေခံဖြစ်တဲ့အတွက်ကြောင့်မလို့အကလေးတစ်ချောင်းနဲ့ချီလုံးလေးတစ်လုံးရှိရင်မယ်ချီစားထုတ်လို့ရပါပြီနော်ဒါလေးကမစ်ကော်တွန်ဖိုက်ပလိုင်းလေးပါသူကချီသားလေးရအရန်နုညံ့နေကိုင်းတဲ့အခါမှာလည်းလက်ကိုမနာဘူးပေါ့နော်ဒါကြောင့်မလို့အခြေခံစားထုတ်တဲ့အခါမှာဒီချီလေးကိုသုံးသက်ပါတယ်အဆိုင်အနေနဲ့ကတော့3 mm ကိုသုံးပြပေးသွားပါမယ် 3.5 mm ကိုလည်းတုံးလို့ရပါတယ်ရှင်ဒါလေးက UU at 3.5 mm လေးပါရင်းဆုံးခြိကင်ကြီးကိုပြပေးပါမယ်အဲလဝါလေးကိုဖြန့်လိုက်မယ်ပြီးလို့ရှိရင်ဒီလက်ကြွယ်နဲ့လက်တန်းလေးကြားလေးကနေပြီးတော့ခြိစာလေးကိုထည့်မယ်ခြိစာလေးကိုပြီးပြီးချင်းဆွဲထုတ်ပြီးတော့ဒီလိုလက်လေးချောင်းအပေါ်ကိုပတ်ပါမယ်ဒီလိုလေးပါနော်ပြီးလို့ရှိရင်ခြိစာလေးကိုလက်ခလက်လေးပေါ်တော့တင်ပြီးတော့ လက်မလေးနဲ့ဒီလိုလေးဖိရပါမယ်ဒီလိုလေးကင်ပါမယ်ပြန်ပြပေးပါမယ်ဒီလိုလက်တကြွေနဲ့လက်တန်းရှားလေးတွေကနေပြီးတော့ခြေစာလေးကိုဆွဲထုတ်မယ်ပြီးရင်လက်လေးချောင်းတော့ပတ်ပြီးတော့လက်ညိုးပေါ်လေးကနေပြီးတော့လက်ခလေးလေးမှာသွားပြီးထိပါမယ်ပြီးလို့ရှိရင်လက်မလေးနဲ့ဒီလိုလေးဖိရပါမယ်ဒါကခြေကင်ကြီးပါအကင်ကြီးအများကြီးရှိပါတယ် ကြောက်နှစ်တယောက်ကအကိုင်မုန်ကနီးတွေမတူပါဘူးရေစက်ကိုင်းနီးကိုပြပြပါမယ်တချို့ကဒီလိုဓာတ်ကိုင်းနီးကိုင်းပါတယ်ဘောပင်ကိုင်းနီးလည်းကိုင်းကြပါတယ်ရေစက်ကတော့ဒီလိုလေးကိုင်းပါတယ်လက်ညိုးလေးနဲ့လက်မလေးနဲ့ဦးဒီလိုမျိုးလေးဖြီးတာပါတယ်ပြီးလို့ရှိရင်လက်ကလေးလေးကဒီနားလေးကိုထိမ့်ပါတယ်လက်သွယ်လေးကကျတော့ဒီရှိမှသွားထိမ့်ပါတယ်ရူရအမှာဆိုလို့ရှိရင်လည်းအလိုပါပဲလက်မလေးကိုဒီလိုကြားလေးကိုတင်မယ်ပြီးရင်ဒီလိုလေးကင်ပါတယ် လက်မလေးရဲ့နောက်လေးမှာလက်ညိုးလေးကိုနည်းနည်းလေးထားပြီးတော့လက်ကလေးလိုရှေ့ထုတ်ပြီးတော့ဒီစရိုက်ဒီလိုခိုင်းပါရရှင်။ပြင်ပြပေးပါမယ်။လက်မလေးကိုအရင်တင်နေပြီးရင်လက်ညိုးလေးကိုအနောက်နည်းနည်းဆုပ်တဲ့ထိန်းသားလေးမှာလက်ကလေးလေးကိုတင်နေပြီးရင်လက်တွေလေးနဲ့ဒီလိုထိန်းပါရယ်။အဲဒီစက်ခိုင်းတဲ့နေပါ။အဲတော့ချီပြန်ခိုင်းရပါမယ်။ချီပြန်ခိုင်းတဲ့နေရာမှာဆိုလို့ရှိရင်လက်တရွေလေးချင်းနဲ့လက်တန်းလေးချနေပြီးတော့ခြေစာလေးကိုဆွဲထုတ်လာမယ်ပြီးလက်ညိုးပေါ်လေးကနေဖြတ်ပြီးတော့လက်ခလေးလေးနဲ့လက်မလေးကဒီလိုဖြီးပြီးထိမ့်ပါမယ် အကိုင်တဲ့အခါမှာဒီလူမျိုးလေးကင်ပါမယ်အကောင်လေးကကိုယ့်ဘက်ကိုပဲလှည့်ထားပါမယ်နော်ဒီလိုလေးပါအခုမှစားထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့ခြေခွင်းလေးတွေကိုမလုတ်တတ်မှာဆိုလို့ရှိရင်ဒီလိုလေးလုပ်လို့ရပါတယ်။အရင်ဆုံးလက်ညိုးလေးကိုဒီလိုလေးခြေလေးကိုအပေါ်တင်ပြီးဆိုင်ယူလိုက်ပါမယ်။ပြီးရင်ဒီလိုလေးလိမ့်လိုက်ပါမယ်။ဒီလိုလေးကင်လို့ရပါတယ်။ ပြီးရင်ခြီစာလေးကိုဒီခြီစာလေးကိုဒီခွင်းလေးတွေကနေပြီးတော့ဆွဲထုတ်လိုက်လို့ပြီးတော့ခွင်းလေးလုပ်လို့ရပါတယ်ရှင်ဒီလိုခွင်းလေးပါခွင်းလေးကိုဒီလိုလေးခွင်းလေးယူမယ်လက်ခလဲဒီပုံမှာပေါ့နော်အောက်ကဒီကျိုးလေးကကြတော့ဒီလိုလေးရှိကြံခဲ့ပါမယ်ပြီးဒီပေါ်ကကျိုးလေးရပဲအပေါ်မှာရှိမယ်ပြီးဒီခွင်းလေးကနေပြီးတော့မှာ ဒီခြီးစာလေးကိုဆွဲထုတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ခွင်းလေးရပါခြီးစာထုံးမယ်ပေါ့နော်ဒီလိုအကလေးကိုဒီအပေါ်ကလညိုးအပေါ်ကခြီးစာလေးကိုဆွဲလိုက်ပါဒီလိုလေးရပါမယ်ရှင်အရင်ဆုံးဖုံးမိထိုးမယ်ပေါ့နော်ဖုံးမိထိုးတဲ့အခါမှာဒီလိုအကလေးရအပေါ်ကခြီးလေးရအောက်ကဖြည့်ရပါမယ်ဖြည်းဖြည်းချင်းနဲ့ဒီလိုလေးလိမ့်လိုက်ပါမယ်ဒီလိုလေးပါနော်အကဒီလိုလေးရှိမယ်ဒါကို အကလေးရအပေါ်ကခြေလေးရအောက်ကနေပြီးတော့လိုလေးပတ်လိုက်ပါမယ်။ပြီးရင်ဒီခေါင်းလေးနဲ့ပေါ့နော်ဒီကြိတ်ခေါင်းလေးနဲ့ဖြည်းဖြည်းချင်းဆွဲထုတ်ပါမယ်။ဒီအပေါက်လေးတွေကိုဒါဆိုလို့ရှိရင်ဖုံးမီလေးတစ်ခုရပါပြီ။နောက်တစ်ခါအကလေးရအပေါ်ကခြေလေးရအောက်ကတစ်ခါထပ်ပတ်ပါမယ်။ပတ်ပြီးတဲ့အခါကျရင်အခေါင်းကလေးနဲ့ဒီခြေစာလေးကိုလိုလေးဆွဲထုတ်ပါမယ်။ပြီးရင်နောက်တစ်ခါ ဒီအက်ကလေးရအပေါ်ကခြီလေးရအောက်ကနေပြီးတော့ခြီစာလေးကိုဆွဲထုတ်ပါမယ်။ဒီလိုလေးပါဒါဆိုလို့ရှိရင်ဖုန်မီးလေးရပြီပေါ့။ဆက်ထုတ်မယ်ဆိုလို့ရှိရင်အက်ကလေးရအပေါ်ကခြီလေးရအောက်ကဒီလိုလေးဆွဲထုတ်ပါမယ်။အကလေးရအပေါ်ကခြီလေးရအောက်ကနေပြီးတော့ဆွဲထုတ်ပါမယ်ဒီလိုမျိုးလေး အကလေးရအပေါ်ကခြေလေးရအောက်ကနေပြီးတော့မှဆွဲထုတ်ပါမယ်။အကလေးရအပေါ်ကခြေလေးရအောက်ကနေပြီးဆွဲထုတ်ပါမယ်။အကလေးရအပေါ်ကခြေလေးရအောက်ကနေပြီးတော့ဒီလိုမျိုးတောက်လျှောက်ထိုးသွားပါမယ်။ဒါဆိုလို့ရှိရင်တော့ဖုန်မီလေးတွေရပါပြီ။ ါကချီရိုနီမှာအခြေခံဖြစ်တဲ့ဖူမီထိုနီလေးပဲဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်